ဒီနေ့ကတော့ဖြိုးကငဖယ်လုံးချစ်မောင်ဟင်းလေးချက်ပြီးတော့ထမင်းမေမေစားပြမလို့ပါဖြိုးရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ရှယ်ပဲအားလုံးမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ဖြိုးငဖယ်ချင်မောင်ဟင်းလေးချက်ပါမယ်အရင်ဆုံးငဖယ်လေးတွေကိုအရသာနယ်ပါမယ်အချိုမောက်ရယ်စားရယ်စနွေးမောက်လေးနည်းနည်းရယ် ပြီးရင်တော့ဇပလင်လေးထည့်ပြီးတော့အရသာတွေနှက်အောင်လို့နေပြလိုက်ပါမယ်။ငဖယ်နေတဲ့ခါကြလို့ရှင်ဖြိုးတို့ကဆက်ရှိရှင်နဲ့အချိန်ပေးပြီးတော့နေနေပို့ပြီးတော့စားကောင်းနေပဲတည်တာ။ကဲဖြိုးကတော့လက်မှငဖယ်လေးတွေကတ်လာပြီဆိုလို့ရှင်တော့စီလေးတုတ်တုတ်ပြီးတော့နေပေးတာပေါ့နော်။သူ့ကိုနနာလေးပေါက်လေးပို့ပြီးတော့စားကောင်းနေပဲနော်။ကဲဖြိုးအခုကတော့9မိနစ်6မိနစ်လောက်ပေါက်ပြီးတဲ့အချိန်မှာတော့ဖြိုးလိုချင်တဲ့ပုံစံလေးတွေလုံလိုက်ပါတော့မယ်။ကဲငဖယ်လုံးလေးရပြီဆိုတော့ဖြိုးစားချက်တော့မယ်။ အရင်ဆုံးစီတဲ့ကိုကျက်သွန်ဖြူနီထောင်းထားတာလေးထက်အယောင်လေးလှအောင်ဆနစ်မုတ်လေးထည့်ပြီးတော့အရင်ဆုံးစီတက်ပြီးပါမယ်။ပြီးရင်တော့ဖြူအားစဉ်းစားနှပြီလေးထည့်ပါတယ်။ပြီးရင်တော့အယောင်လေးလှအောင်လို့အယောင်ကျမုတ်လေးနှစ်ဆွန်းလောက်ထည့်လိုက်ပါတယ်။ကဲအခုဆိုရင်စီတက်ထားတာလေးတွေကလည်းအယောင်လေးလှပြီးမှွေးလာပြီဆိုရင်တော့ဖြူအားချွေထားတဲ့ချင်မောင်ရွက်လေးတွေကိုထည့်ပြီးလိုက်ပါမယ်။ ချင်မောင်ရွက်ကကြတော့သူကမပြုတ်ဝင်တဲ့ဒီတိုင်းအစိမ်းမဲချက်မှဆိုတော့လေသူတို့အချင်းနဲ့လေထွန်းအောင်လို့စဉ်းစားငပိနေထိလိုက်တာပေါ့နော်ကဲချမောင်လေးတွေတဖြည်းဖြည်းနဲ့နွမ်းလာပြီဆိုရင်တော့အရာတအတွက်စားနဲ့အချိုးမုတ်လေးနည်းနည်းထည့်လိုက်ပါတယ်။ကဲပြီးရင်ရေလေးနည်းနည်းထည့်ပြီးတော့ချမောင်လေးတွေနူးလာတဲ့အထိထပ်ပြီးတော့ဝင်ပေးပါတယ်။ကဲချမောင်လေးတွေတော်တော်နူးသွားပြီဆိုရင်တော့ဖြိုးခွနကလုံးထားတဲ့ငဖယ်လုံးလေးတွေကိုထည့်ပေးလိုက်ပါမယ်။ ိုကကြတော့အသားလုံးပုံစံလေးလုံးလာတော့လေမသိလို့ရှင်တာအသားလုံးလို့ထင်ပါဘောနော်ကိုယ်တိုင်လှုပ်ရှားခြင်းလဲဆိုလို့ရှင်လေအသားလုံးအခုလို၅အသားလုံးလေးလှုပ်ရှားလို့ရတယ်သိလားကဲပြီးရင်တော့ဖြိုးကအဖုံးလေးအုပ်ပြီးတော့ခနာချက်ထားပြလိုက်ပါမယ်ပါရှယ်ဘန်ချမောင်းနေငဖယ်နေဖြိုးအရန်ကြိုက်ပဲကဲခုဆိုရင်တော့ချမောင်လေးလည်းလူလာပြီးငဖယ်လုံးလေးလည်းကြက်လာပြီးဆိုရင်ဖြိုးကနောက်ဆုံးမှဒါငရုတ်တီလေးကိုခွဲချမ်းပြီးတော့ထည့်ပြလိုက်ပါတယ် ။ပြီးရင်တော့ငရုတ်တင်းတန်းနေတဲ့မွှေးလာအောင်လို့ခဏလောက်ပြန်အောက်ထားလိုက်မှာပေါ့နော်။ခုဆိုရင်တော့သူ့ရဲ့အနံ့အရသာနဲ့ပြည့်စုံတဲ့ငဖယ်လုံးချီမောင်ကြီးနဲ့ရသားပါပြီ။ကဲခုဆိုလို့ရှိရင်တော့ထမင်းမစားပြတာကြာပြီဆိုပြီးတောင်းဆိုတဲ့ဖျိုးရဖူလေးတွေအတွက်ပြောထမင်းစားပြတော့မှာပေါ့နော်ဒါကတော့လွယ်လွယ်ကူမြန်မြန်ဆန်ဆန်ပဲချက်ပြလိုက်တဲ့ဒါငဆုပ်အစိမ်းလေးကိုချင်မောင်လေးနဲ့ချက်တာပေါ့နော်ဖျိုးကဒီနေ့ငပိရေမတုံး မြို့တီချမုံနဲ့ဒီချင်မောင်ဟင်းနဲ့နေပြီးတော့စားမှာပေါ့နော်။ကဲစားစားပါလို့မယ်။အနှစ်များများလေးထည့်။ကဲပင်းဖြတ်မုံမြို့တီချမုံရှူမယ်။ချက်ပဲကြည့်ရအောင်ချင်မောင်ဥပုပ်ပုံစံလေးပြွာချက်လိုက်တာပေါ့နော် ကဲဆက်စားပါတော့မယ်ပြည့်ဝဖူလေးအရင်ကြွေးမယ်နော်စားကြပါအောင်ရှင်ရှိုးရစားပါပြီအင်းမြေပြောင်း ဘင်းငဖက်သုံးကိုလေသူအခုအစိမ်းချက်ထားတာပေါ့နော်သူစပလင်လေးထဲကတော့လောကညှိနှမ်းရှိဘူးပြီးတော့လေအသားလုံးလေခရိုဝက်စားလေဒီယူရီအသားလုံးလိုပဲသူကတင်းတင်းလေးအရင်စားကောင်းတယ်လေအင်းကောင်းမြော် 左手放麻汁，右手撇的面。嗯。快点。嗯。 ကောင်းရောပါဘူးကလေတိုးစီမှာဆိုတိုးစီရဆိုရင်ဖဲသေးရပေါ်တော့ဖဲသေးတိုးတယ်ဒီမြင့်ကြတော့လေအခုဖြိုးဝဲ3ချောင်း2000တော့ရှားနေတော်တော်ရှားတယ်တည်းဒါပေမဲ့ဒီလိုချင်းချင်းနဲ့စားတဲ့ခါကျတော့ရှင်အဲ့မြင့်လေးကတိုးလို့ကောင်းတယ်ရှယ်ပါ Mm. Kom igjen. Tony over. 啥吧？你看、嗯，风也吹不里，叫比马车打车里，走、啊、路车打拉铺车里，这这这这里。 အလိုအထင်မိပဲတို့ဒီတခါချင်မောင်နဲ့ဒီငဖယ်စုပ်အလေးကိုအစိမ့်နဲ့ချက်စားတာပေါ့နော်လောဝစားမိနေတရားငပိအောင်လို့တော့ဖျားဆက်တဲ့ငပိလေးထည့်ပြီးတော့ချက်တော်လေးငရုတ်ဒီချက်မောင်နဲ့နေလိုက်တာလောဝအထင်မိခွေပြေဆုံးသွားတာပဲဟင်းတစ်ခွက်ထဲနဲ့ထမင်းမင်းညင်နေဆိုချက်စားကြည့်ပေါ့နော်တဲ့နောက်ဘက်ကြရွေးရှင်နော်ဖြိုဘိုင်ချက်ပြပြီးတော့ဘိုင်စားပြအောင်လို့စောင့်မကြည့်ရှုပေးကြပါအောင်ရှင်တဒါ